အဲ့ဆိုလေဟိုတခုလောက်မီးချင်လို့တကယ်လို့ကွာမိနစ်60အတိတ်ထန်ပြီးတော့တရားထိုင်နေပေါ့ဒါပေမဲ့ကွာထိုင်နေနေမိနစ်60ထက်ကြော်ပြီးလဲထိုင်ကျင်လာတယ်အမျိုးဆိုရှင်ဆက်ပြီးတော့လောက်တိုင်ရလားဆရာအဲ့ဒါမျိုးလုပ်လို့ရလားမိနစ်60လောက်ပြီးရင်ကျွန်တော်ကတော့ um ျွန်တော်ကတော့ဆလပီတရားအားထုတ်တာသိသဘောမကျပါဘူး။ထားပြီးတော့တခြားဟာတကူအနည်းဆုံး7မိနစ်လုံးမယ်ဒါမဟုတ်စင်ချန်7မိနစ်အရှောင်းမယ်အဲ့ဒီဟာကိုပိတာဘောချပါတယ်။ဒါပေမဲ့ကိစ္စမရှိပါဘူး။အမှန်တကယ်ပြောမယ်ဆိုလို့ရှိရင်မိနစ်60အတွက်ဆုံးဖြတ်ထားတယ်။မိနစ်60ကြောက်ပြီးကြာပြီးရင်အာစိတ်စိတ်ကအဲ့ဒီအာယုံမှာထွက်လိုက်ပြီးတော့အမ်နောက်ထပ် မိနစ်60အတွက်ဆုံးဖြတ်မယ်တဲ့55မိနစ်နောက်ထပ်ဆုံးဖြတ်မယ်ဆိုရှင်လုံးဝအဆင်ပြေပါတယ်နော်ကျွန်တော်တို့ရဲ့တရားစခန်းတွေမှာတော့အဲ့လိုမလုပ်ပါဘူးဘာကြောင့်ဆိုတော့ကျွန်တော်ကအာဆိုရင်တဲ့အဒီလူမအရာထထထထလောလိုင်းပြီးတော့ပြီးရင်သူကအဲ့ဒီထအဖို့ဆုံးဖြတ်ချက်ကိုမချတော့ဘူးလို့ဆိုရင်ရပါတယ်ဒါကြောင့်အာ60ဟုတ်ပါပြီချပြီးတော့ထားစစ်ခြင်းနဲ့နော်စင်ကြန်ရှုပ်တဲ့အခါမှာလည်း ဲ့လိုပါပဲစဉ်းစားလျှောက်ပြီးတော့မိနစ်60စုံဖြစ်ထားလားဟုတ်ပါပြီ60ကြာပြီးရင်တခြား area ပုံမှာသွားမယ်ပေါ့ဆိုပါဆိုထိုင်တဲ့ area ပုံတောင်မဟုတ်အဲ့လိုခုတစ်ချက်အဲ့လိုတစ်ခုခုလုပ်မယ်ဆိုပြီးတော့အဲ့လိုစဉ်းစားဖြစ်စချင်းပါတယ်ဆိုစိတ်ထဲမှာလုံးဝရှင်းတယ်အအကောင်းဆုံးမှာအတရားစခန်းဆိုလို့ရှိရင်အမ် အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်ကောင်းတယ်နော်အချိန်ဇယားရှိတယ်အချိန်ဇယားရှိတယ်ဆိုရင်တော်တော်ကောင်းပါတယ်ဆိုတော့ဒီအချိန်မှဒီလိုလုပ်မယ်ဟုတ်အချိန်မှဒီလိုလုပ်မယ်ဘာကြောင့်အချိန်ဇယားတွေလုပ်တာလဲအချိန်ဇယားတွေတရားစခန်းတွေမှာအမှန်တရားအရေးကြီးတယ်ငါအခုဘာတွေလုပ်မလဲဆိုတော့မစင်စားအောင်လုံးနေတဲ့ဟာကိုတတိကအောင်လုပ်ထားတာနော်ဒါကြောင့်အချိန်ဇယားတွေကအမှန်တရားအရေးကြီးပါတယ် နေတိုင်းနေတိုင်းချွတ်ဆွတ်အောင်အတိုင်းကြီးချေဒါဆိုအဲ့ဒီအလုပ်ကိုလုံးနေတဲ့အခါမှာလွယ်လွယ်ကူကူအာစေဝန်စာစေဝန်တစာအမ်ဒုနေတနာပြုနိုင်အောင်အလိုလိုထားပါတယ်နော်တတိကအောင်